အားလုံးဝမင်္ဂလာပါပြန်ခရစ်တိုနဲ့ပြန်ပြီးတော့ကြိုဆိုပါတယ်ကျွန်တော်ကတော့ခူးဖြစ်ပါတယ်2025ခုနှစ်ကခရစ်တိုနဲ့ပတ်သက်ပြီးတော့ရေပန်းစားတဲ့နှစ်တစ်ခုလို့ပြောနိုင်ပါတယ် level ပေါင်းဆုံးကလူတွေခရစ်တိုဆိုတာကိုစိတ်ဝင်စားလာကြတယ်ခရစ်တိုဆိုတာကိုပြောလာကြတယ်အခုမှခရစ်တိုနယ်ပယ်တဲကိုဝင်လာတဲ့သူတွေဘာတွေဝယ်ထားကြလဲခရစ်တိုနဲ့ပတ်သက်ပြီးတော့ဘယ် function တွေကိုအသုံးများလဲဆိုတာနဲ့ပတ်သက်လို့စစ်တမ်းတစ်ခုကောက်ထားတာရှိပါတယ် ဒီစစ်တမ်းကိုကဘာတဝမ်းကအသုံးပြုသူပေါင်း96,852ယောက်ကပါဝင်ဖြည့်ကြားထားတာဖြစ်ပါတယ်။ဒီစစ်တမ်းကို Binance ကနေပြီးတော့ကောက်ယူပေးထားတာဖြစ်ပါတယ်။ဒီစစ်တမ်းအရာအသက်ဝင်လာတဲ့သူတွေကဘာတွေဝယ်ထားကြလဲဆိုတော့ Bitcoin နဲ့ Ethereum ကိုအများဆုံးဝယ်ထားတာတွေ့ရပါတယ်။ဒါ့အပြင် BNB နဲ့ SOM ကိုဝယ်ကင်ထားကြတာကိုလည်းတွေ့ရတယ်။ဒေတာအလိုက်ကွာခြားတဲ့ကွာခြားမှုတွေရောရှိတာပေါ့နော်။ မက္ကစီကိုနဲ့အရှိအလဲပိုင်းတောင်အရှအဲ့ဒီဒေတာမှာရှိတဲ့သူတွေက XRP ကိုရွေးချယ်ထားကြတာကို တွေ့ရတယ်။ပါကစ္စတန်မှာတော့ Doge ကဦးဆောင်ထားတာကိုတွေ့ရပါတယ်။ဘင်္ဂလားဒေ့ရှ်မှာဆိုရင်တော့ Carnel လို token တွေကိုဝယ်ခံထားကြတာတွေတွေ့ရတယ်။ဒါကတော့အသက်ဝင်လာတဲ့သူတွေဘာတွေဝယ်နေကြလဲဆိုရဲအပိုင်းဖြစ်ပါတယ်။နောက်တစ်ခုအနေနဲ့အသက်ဝင်လာတဲ့သူတွေက Binance ရဲ့ functioning နဲ့ပတ်သက်လို့ Binance နဲ့ Compound ကိုအသုံးများကြတာတွေ့ရပါတယ်။ Passive Income ရနိုင်တာ Binance Compound ကရုတ်တရက်ဈေးနှုန်းအပြောင်းလဲနေတာအသုံးပြုရလွယ်ကူတာ Fees တက်တာစတဲ့အချက်တွေကြောင့် Compound ကိုအသုံးများကြတယ်လို့ဖြေထားတဲ့သူတွေလည်းရှိပါတယ်။အသက်ဝင်လာတဲ့သူတွေတဲကအနည်းငယ်ကသာ Spot Trading ကိုအစပိုင်းမှာအသုံးပြုကြတာကိုလည်းတွေ့ရတာဖြစ်ပါတယ်။စစ်တမ်းနေအရာဆိုရင်တော့ အသက်တွေတဲက90ရာခိုင်နှုန်းကျော်ကရေရှည်ကင်ထားဖို့အတွက်ခရစ်ပတိုတွေကိုဝယ်ထားကြတာလို့ဖြေထားကြပါတယ်။ရည်ရွယ်ချက်ကတော့အနာဂတ်အတွက်ယင်းနှမြုံနံမှုတစ်ခုအဖြစ်သတ်မှတ်ထားကြတယ်ဆိုတဲ့သဘောဖြစ်ပါတယ်။26ရာခိုင်နှုန်းကတော့ယာယီအနေနဲ့အယောင်းဝယ်လောက်ကြဖို့ကိုပဲအားတန်ကြတယ်။ Active Trader တွေဖြစ်ကြပြီးတော့အချိန်နဲ့အလိုက်အယောင်းဝယ်လုပ်နေကြတဲ့အုပ်စုတွေမှာပါဝင်ပါတယ်။ ကျန်တဲ့23ရာခိုင်နှုန်းကတော့ဈေးကွက်အပြောင်းလဲပေါ်လိုက်ပြီးတော့အမြင့်ရဖို့ကြိုးစားနေကြတဲ့ wave trader တွေဖြစ်ပါတယ်။ client တွေကိုရှာပြီးတော့ client စီးဖို့ကြိုးစားနေကြတဲ့အုပ်စုတွေဖြစ်ပါတယ်။ဘာကြောင့် crypto နဲ့ပယ်တဲ့ကိုဝင်လာလဲဆိုတာနဲ့ပတ်သက်တဲ့မိကုံးကတော့အမျက်ပိုလိုခြင်းလို့ဆိုပြီးတော့ဖြေထားကြတဲ့သူတွေရှိရဲ့ကိုယ့်ရဲ့ပိုင်ဆိုင်မှုတွေကိုခွဲထားခြင်းလို့အနာဂတ်အတွက်ရင်းနှီးမြှုပ်နှံတာစသဖြင့်အသီးသီးဖြေထားကြပါတယ်။ တဆက်တည်းမှာပဲခရစ်တိုနယ်ဘယ်တွေကိုဝင်လာတဲ့အချိန်မှာဘာရီနဲ့ပတ်သက်ပြီးတော့စိုးရိမ်မှုရှိလဲဆိုတာကိုမေးထားတဲ့မိကုတ်မှာတော့ကိုရေးကိုသာအချက်လက်တွေနဲ့ပတ်သက်ပြီးတော့လုံခြုံရေးရှိဖို့ကိုရဲ့ပိုင်ဆိုင်မှုတွေနဲ့ပတ်သက်လို့ဘလောက်ထိစိတ်ချရမလဲဆိုတာတွေအလိမ်ညာစကမ်တွေနဲ့ပတ်သက်လို့စိုးရိမ်မှုတွေရှိနေရအောင်တွေးကြရတာဖြစ်ပါတယ်။ဒါတွေနဲ့ပတ်သက်လို့ကတော့ကျွန်တော်တို့အားလုံးကလည်းအသိပညာပေးမျှဝေရတွေကိုပို့ပြီးတော့လှုပ်ချဖို့လိုအပ်နေသေးတယ်ဆိုတာကို ဒီစစ်တမ်းကနေမြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။အသုံးပြုသူတွေကအများစုကတော့အချင်းနေတဲ့မှာ Binance ကိုရွေးချယ်ခဲ့ကြတယ်။ brand နဲ့ပတ်သက်ပြီးတော့နာမည်ကြီးလို့ security မြင့်လို့ crypto မျိုးစုံကိုအယောင်းဝယ်လုပ်လို့ရလို့ဆိုရဲအချက်တွေကြောင့်ရွေးချယ်ကြတယ်ဆိုပြီးတော့သိရတယ်။ပြီးရင်နည်းပညာပိုင်းဆိုင်ရာကလည်းအဆင့်မြင့်တယ်။စားတဲ့အကြောင်းပြချက်မျိုးစုံကြောင့်ဒီ Binance ကိုရွေးချယ်ကြတယ်ဆိုပြီးတော့ဖြေထားတယ်ပေါ့နော်။ဒါနဲ့ပတ်သက်လို့ကလည်း Binance ကို ယုံရလားဆိုတော့အချောင်းပြချက်နဲ့ပတ်သက်လို့ကျွန်တော်တို့ဗီဒီယိုတစ်ပုဒ်လုပ်ပေးထားတာရှိတယ်။မကြည့်ရသေးဘူးဆိုရင်အဲ့ဒီဗီဒီယိုကိုပြန်ပြီးတော့ကြည့်စေချင်တယ်။ဒါမှ crypto exchange တွေကိုဘယ်လိုမျိုးသဘောထားပြီးတော့ကျွန်တော်တို့အသုံးပြုရမလဲဆိုတာကိုပို့ပြီးတော့နားလည်စင်မှာဖြစ်ပါတယ်။ crypto ဟာတစ်ချိန်လုံးကတော့နီးပညာနဲ့နီးစပ်တဲ့သူတွေအတွက်ပဲလို့ထင်ခဲ့ကြပေမဲ့ဒီနေ့ကမှတော့လူတော်တော်များများလန်းလန်းမိပြီးတော့ပေါဝင်လာနိုင်တာကိုတွေ့ရတာဖြစ်ပါတယ်။ဒါကြောင့်စတင်မှုအတွက်အချောင်းပြချက်တစ်ခုနဲ့ နားလည်ဖို့အတွက်အချိန်နည်းနည်းလေးပဲလိုပါတယ်ခရစ်တိုနဲ့ပတ်သက်လို့ဘူးသရတွေတည်တင်တည်တိုက်တာတွေကိုလည်းကျွန်တော်တို့မြန်ခရစ်တိုအနေပြီးတော့အမြဲတင်ဆက်ပေးနိုင်အောင်စူးစမ်းနေရတွေရှိတယ်ဒါကြောင့်ခရစ်တိုနဲ့ပတ်သက်တဲ့ဘုသူတတွေကိုလေ့လာခြင်းနဲ့ဆိုရင်ကျွန်တော်တို့မြန်ခရစ်တိုကို subscribe လုပ်ထားလို့ရတယ်အခုဗီဒီယိုကိုကြည့်နေတဲ့သူတွေကမှခရစ်တိုနဲ့ပဲတဲ့ကိုဝင်လာတာသိမကြသေးဘူးအသစ်တွေလို့ကိုကိုကိုယူဆရဲဆိုရင်ဘာတွေဝယ်ထားရလဲ ဘယ် function တွေကအသုံးများလဲဆိုတာကို comment မှာမျှဝေပေးသွားဖို့ဖိတ်ခေါ်ပါတယ်။ video ကိုဆုံးတည်ကြည့်ပြီးအတွက်လည်းကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုမှာကျွန်တော်တို့ပြန်တွေ့ကြမယ်နော်။ဘယ်လိုမျိုး video တွေလုပ်ပေးစီခြင်းလဲဆိုတာကိုလည်း comment မှာသွားလို့ရပါတယ်။အားလုံးပဲ trade တိုင်းမြတ်ကြပါစေခင်ဗျာ။